်မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထံလေးဟောလို့ရှိတယ်။ဘာလို့အတုပကမ္မထံဟောလို့ဆို လူရည်ရဲ့တွေ့တာမှုတွေများတယ်လေ။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖြောက်ဖို့ရအတုပကမ္မထံဟောတယ်။နောက်တစ်ခါဘေးရာမမမြဲဘူးလို့ဆိုရင်အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ကျင့်သက်စရာမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ် အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုယ်ဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ်အလိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်ခိုင်မာတဲ့အရာတွေမရှိဘူးလို့နိစ္စဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအစိုးမြင်ဝါဒလို့ဖြစ်လောကလူတွေဟာအကောင်းကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင် တန်တရာထဲမှာပျော်မွေးနေမှာပေါ့အဆိုးဆိုတာတမင်ရှာပြီးတော့ကြည့်ခိုင်းတာမဟုတ်ဘူးလူတွေကအဆိုးကိုမကြည့်တာကောင်းတာလေးပဲကောင်းွက်ကိုရှာပြီးတော့ပျော်မွေးနေကြတာလားဖြစ်တယ်အဆိုးနဲ့တွေ့ပြီဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုပြီးဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းထိုင်မသာပြလို့ယောဂပြည့်ပြီလေဆိုဆေးုံရောက်တာနော်အဲ့ကြရင်ပြပြသလဲဖြစ်ကုန် ခြေမကင်မီလက်မကင်မီတွေဖြစ်နေသောတော်ကဟောတဲ့အနေဆာဆိုတဲ့အခါကျတော့သိစိတ်ဝင်လာဘူးကိုယ်ကိုနေဆာလိုပဲထင်နေယောဂရဲဆိုတာတွေးလိုက်တာနဲ့တပြန်နေမျက်လုံးပြူမျက်စံပြူဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြင်တဲ့သဘောကရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကြုံကိုကြုံလာမှာဖြစ်တယ် နောက်ဆုံးမှတည်ခြင်းဆိုတဲ့ဆုံးသက်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုကောင်းမော်ကစပင်လေးတွေဖြူလာပြန်တော့လေအောင်မဲအန်တူးလိုက်တယ်ဆေးဆိုးလိုက်တယ်ဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်ပြလိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်လိုက်တချို့ကတော့ချိုးပြီးတော့တောင်ဆိုင်တယ်ဒီမှာလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော် 没穷你来歪洋边路亚子，没歪你来没穷利撇钱了，变路亚子。